စကိုင်းတိုင်းရွှေဘူမြို့မှာစစ်ကောင်မရှင်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုထဲကိုရင်၄ပါးပြန်လွန်တော်မူခဲ့ပြီးတော့ဖုန်ကြီး9ပါးထိမှန်တဲ့ရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ရွှေဘူမြို့တောင်ဖက်တမိုင်လောက်မှာစစ်ကောင်မရှင်တပ်နဲ့ဒေသကာကွယ်ရေးအဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်နေတဲ့ချိန်လက်နက်ကြီးကြီးကြပြီးတော့အခုလိုမျိုးကိုရင်၄ပါးပြန်လွန်တော်မူခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ အသက်ဆက်လေးနှစ်အရွယ်ရှိကြတဲ့ရှင်ညာနိကရှင်ဥတ္တမရှင်ဝိမလာတို့ပြန်လည်တော်မူခဲ့တာလို့ဆိုပါရဲကျန်တဲ့တဘာကိုတော့ဘွဲ့အမိစုံစမ်းလို့မရသေးပါဘူးအော်တိုဘာလာ၂ရက်နေ့မနက်၇နာရီလောက်မှာနှစ်ဖက်ပြစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတော့နှစ်ဖက်လုံးမှာလည်းအကြအဆုံးတွေများခဲ့တယ်လို့မြင်ပြသတင်းရင်းမြစ်ကပြောပါရဲ တိုက်ပွဲထဲစစ်ကုမရှင်တပ်က120မမလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပြစ်ခတ်ခဲ့တာကြောင့်တမိုင်းဝင်အောင်မြေဖုံကြီးကျောင်းထဲကြားရောက်ပောက်ကွဲခဲ့ပြီးတော့ဖုံကြီးခုနှစ်ပါးလဲထိမှန်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်ရွှေဘုံမြို့အဝင် မုတ်ဦးကနေတကနဲရွာကိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဝင်ရောက်လာတာကြောင့်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ရွှေဘုံမြို့ကာညာနာမှာတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပြစ်ကူပေးနေတာလို့လဲဆိုပါတယ်။လက်ရှိမှာတော့တိုက်ပွဲတွေကြောင့်ရွှေဘုံမန္တလေးလမ်းပိုက်ကိုယာယီအတုံးမပြုတ်ဖို့ရွှေဘုံမြို့နဲ့တည်င်းမဲ့ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်အသိပေးထားပါတယ်။